မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတင်နိုင်တို့ရေးသားသောမြမရာဇဝင်တွေကထေရှားကြော်ကြားအမိသူများစာအုပ်မှာစာဆိုတော်ဥပုံညာနှစ်ပါးအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုတ္တရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် မြန်မာစာပေလောကတွင် စာဆိုတော်ဥပုံညာနှစ်ပါးပေါ်ထွက်ခဲ့မှုပါသည်တပားကစလီဥပုံညာဖြစ်ပြီးကြံတပားကညောင်မေသာဥပုံညာဖြစ်သည် စာဆိုတော်စလီဥပုံညာရောညောင်မေသာဥပုံညာပါယန္တနာဘုံခေထင်ရှားသော စာဆိုတော်ကြီးများဖြစ်ကြသည် စလေဥပုံညာစလေဥပုံညာနဲ့ပတ်သက်၍မူခွဲအမှတ်အသားများကအများပြားလာသည် မွေးဖွားသည့်မိဘအမည်မွေးသက်ကလေးများကအမှတ်အသားအကွဲကွဲအပြားပြားဖြစ်နေကြသည်ငယ်မိကိုမူမောင်ပုတ်စီဖြစ်ကြောင်းတညီတညွတ်ထဲဆိုကြပါသည်စလေဥပုံညာ၏မိဘအမည်ကိုဥမျက်စံဒေါ်လာရင် ဥပိုးကြီးဒေါ်မင်းလာဥမျက်ထွားဒေါ်စုံဥမျက်ထွားဒေါ်မင်းကလေးဟူ၍မူခွဲများတွေ့ရှိရပါသည်။ဒီချိန်တွင်ဥပုံညနှင့်ဥကာတို့စာအပြန်အလှန်ချိုးကြရာမှဒေါသတန်ပါလာသဖြင့်ဥကာ၏အကိုဝန်းခွဲဥရာကြီးကစာချိုးဖြင့်ဝင်ရောက်ဖြန့်ပြေသည်။ရဲစာချိုးတွင်မြောက်ကုန်းကစာဆိုဒေါ်ညိုကမွေခရုလိုတူခုံလိုဒေါ်ကျိတ်စုံဒေါ်စုံမျက်ရင်တွေ့ တူနိုင်လို့လေးဟူ၍ဖြစ်သည် စာချိုးရဒေါညိုကမွေးသည့်ဆက်ရေးမောင်ကာအဒေါကျိတ်ဆောင်သာဆလီဥပုညာနှင့်တူ၍စာမပြိုင်ရန်တတိပေးထားပါသည်၎င်းစာချိုးရဆလီဥပုညာ၏မိခင်မိမာဒေါကျိတ်ဆောင်ဖြစ်ကြောင်းသိရှိရသည်ဒေါကျိတ်ဆောင်အားအရက်ကဒေါဆောဟု၍သာခေါ်ဆိုကြသည်မြို့စီဥကာသည်သူ့အကိုဥရာကြီးကိုယ်တိုင် ူဘက်မှမလိုက်ပဲစလေဥပုံညာဘက်မှလိုက်တဲ့ဖြင့်စိတ်နာပြီးဒွေးချိုးတပုတ်ရေးဆက်ခဲ့ပြန်သည်ရင်းဒွေးချိုးကိုဥမျက်ထွားပေမို့သူ့သားသာ ကိုပိုင်း30သိန်းထုံးမဲ့မည်နည်းဟုအဆုံးသတ်ထားရာစလေဥပုံညာ၏ဖခင်အမိမှာဥမျက်ထွားဖြစ်ကြောင်းထင်ရှားလေတော်သည်တို့ဖြစ်၍စလေဥပုံညာ၏မိဘများမှာဥမျက်ထွားတော်ဆုံးလို့ဖြစ်ကြပါသည်တဖန်စလေဥပုံညာ၏မွေးသက်ကရနှင့်ပတ်သက်၍လည်း1169 1183 1184 1185 ရဲ့စသဖြင့်အမတ်သားမျိုးမျိုးကွဲပြားနေပြန်ပါသည်သို့သောစလေတွင်မြို့စည်းလုပ်ခဲ့သူဥကာမှာစလေဥပုံညနဲ့တနစ်ထဲမွေးချောင်းမှတ်သားထားကြရာဥကာ၏မွေးနေ့ဖြစ်သော1184ခုနှစ်ခရစ်နှစ်1812ခုနှစ်မှာစလေဥပုံည၏မွေးနေ့ဖြစ်ပါသည် မွေးလာနဲ့မွေးရမှာမူဆလေမျိုးကိုလေသာတိုက်ကြောင်းတဲ့ကြောင်းစီရတော့ဥဒမတာမီအမတ်သားရကစုံလာဆန်း73ရက်နေဖြစ်ပါသည်တို့ဖြစ်၍ဆလေဥပုံညာဤမွေးနေ့မှာ1184ခုနှစ်ကစုံလာဆန်း73ရက်22နှစ်ဧပြီ1800နှစ်ဖြစ်ပါသည်ဆလေဥပုံညာဤပြန်ပေးမြတာစားတွင် မန္တမင်းဤဇာတာကိုရရွေဟုရေးဖွဲ့ခဲ့ဟုရာ မန္တမင်းဤဇာတာရဆိုလျင် ။တင်ရာဒီလက်ဖြစ်တဲ့ဖြင့်နေ့လယ်၂နာရီမှ၄နာရီတွင် မွေးဖွားခဲ့သူဖြစ်ပေလိမ့်မည်။စလေဥပုံညာကပုံညာတမန်မြို့တကြီးရုံးမှဆင်းသက်လာသူဖြစ်သည်။စလေဥပုံညာ၏ဇာတာကိုအောက်ပါတိုင်းတွေ့ရှိရပါသည်။ ဖခင်ဥမြတ်ထွားမိခင်မဲဆုံတို့၏ရင်နဲ့တေးကြတာယရနာကလေးဒီကဇေတုတပ်ပမင်္ဂလာတက်ကြဲ1184ခုကစုံလသန်း73ရက်ကြာသာပရိနေဘုန်းတဲ့နှစ်ချက်ဒီအချိန်နာရီဟူ၍ဖြစ်ပါသည်ဆလေဥပုံညာ၏ပုံတရံကိုတိမိလိုက်သူနောယထာတိရိကဥပုံညာသည်ညာဘက်လက်ငါးချောင်းတွင်လက်မသားလျင်အကောင်းရှိပြီး ကြံလက်ချောင်းကလေးများမှာမိုးရွာပါ အလဲအစစ်မှပြက်နေကြောင်းစာရေးလျင်လက်ကိုလူမမြင်စေရန်တရုတ်အင်ကြီးလက်ကျဲကြီးဖြင့်ဖုံး၍ရေးကြောင်းဥပုံရသည် စပင်ရှေတွင် ရောင်တုံးခတ်ဆောင်ဆောင်ထုံးပြီးခေါင်းပေါက်ဖြူကို အစတစထောင်ပေါင်းလင်းရှိကြောင်းအသားခတ်ညိုညိုနှစ်ဖူးကြဲကြဲနရွက်ကြီးပြီးပြေကားနေကြောင်းပားထက်ရှိမဲ့တွင်လည်းအမွှေးရှိကလေးများစုပေါက်နေသေးကြောင်းစသဖြင့်ဆိုပါသည်စလေဥပုံညာ၏တပ်ပုံရှိခဲ့ဘူးတော့လဲတမီးဖြစ်သူမတ်ကြီးကမြည်သူကိုများမပေးဘူးဆိုကမေမျိုးပင်ဦးလွင်သို့ယူသွားကြောင်းသိရှိရသည်စလေဥပုံညာသည်ပကံမင်းလက်ထက်ထင်ရှားခဲ့သူကြည်ဝင်ကြီးဥပွားနှင့်လည်းဆွေမျိုးရင်းချာတော်ဆက်သည်ဆို၏ဝင်ကြီးဥပွားကအမေဘက်မှတော်ဆက်သောဦးလေးဟုလည်းဆိုသည်ဝင်ကြီးဥပွားတို့ ို့ပြည်နာတက်စင်ကစလေဥပုံညာတို့ခက်ရှူရှူနေခဲ့ရသည်။ဒီကြားထဲဓညဝရီဝန်ဥကြယိုးနဲ့မယားညီကိုတော်ဆက်သူမဟာတမန်မြို့တကြီးဥကျူကစလေဥပုံညာ၏အားနည်းချက်များပေါ်အခွင့်ကောင်းယူကမြို့တကြီးယာရူအားလူယူခဲ့သဖြင့်ဥပုံညာစိတ်တော်ကရောက်ခဲ့ရသေးသည်။ထို့ကြောင့်လည်းဥပုံညာက လေကအလိုမြတ်တာစားတွင်ငကြူတရိษံငရယမန်ဟုတုံ့နှုံထားခြင်းဖြစ်သည်။စလေဥပုံညသည်1866ခုနှစ်မြင်ကုန်းမြင်းကုန်းတိုင်းရဲတွင်အခါတော်ပေးမိရာမှအကျဉ်းချခံထားခဲ့ရသည်။ထိုစဉ်ကာလမှာစ၍စလေဥပုံညဤဆွေမျိုးသားချင်းများမိမိန်သွားခဲ့ရ၏။နောက်ပိုင်းတွင်ယခုစလေတပ်ပြည်ဩဇာစိုက်ရုံဆောက်လုပ်ထားသည့်သူ့ပိုင်ထန်းတော်မြေနေရာအားအရာတော်မြေဖြင့်တည်ယူခြင်းခံခဲ့ရသည်။မင်းတို့မင်းသည်တားတော်မြင်ကုန်းမြင်းကုန်းတိုင်းမင်းသားများအားတော်လန် ုံကရန်အာပေအမြောက်ပြုခဲ့သူစလေဥပုံညာအားရွှေမြို့တော်ဥဒအိုးထံအပ်ထားရမှာဥဒအိုးကသူ၏ဇနီးဝန်ကတော်ငယ်တဦးနဲ့ဖောက်ပြန်သည်ဆိုကာအဆုံးစင်ရခဲ့ကြောင်းအဆိုရှိကြသည်။သို့သောဥပုံညာကိုစီရင်ခဲ့သူမှာဥဒအိုးမဟုတ်ပဲ တပယ်မင်းသားမောင်မသားဖြစ်ကြောင်းယုံကြည်ကြသည်တပယ်မင်းသားသည်တချိန်ကစလေဥပုံညာထံစာတမှုရေးပြရန်အနံခဲ့ဝေရာစလေဥပုံညာကယမနီမင်းသားခိုင်းသည်ကိုမလုံနိုင်သေးကြောင်းညှဉ်းဆန်ခဲ့ဝေခြင်းကိုအညှို့တေးထားခဲ့သည်ဟုဆိုပါသည်ယမနီမင်းသားဟူသည်မင်းသားအစ်မဟုတ်ဘဲအယုတ်မင်းသားဟုဆိုလိုအပ်ရှိပေသည်တပယ်မင်းသားသည်စင်စစ်အဖျင်တာဝရီမင်း၏ခဲမနှင့်နေဘူဥဆိုင်တို့ကမွေးသူဖြစ်ရာမင်းသားဟုပဲမဆိုနိုင်ပေသို့သောမင်းတို့၏မေတော်ကြောက်မော် ဖျား၏တူရင်းဖြစ်သဖြင့်၎င်းလွတ်တက်မင်းသားဖြစ်မှုသဖြင့်၎င်းဩဇာအာဏာကြီးလာပေသည်ရွှေမြို့တော်ဝင်ဥတာအိုး၏မွေးစားသားကဲ့သို့ဖြစ်နေသောတည်ဆာဆရာဘိုးစီရကရင်းကိစ္စကိုဥတာအိုးအားတိုက်ရိုက်မေးမြန်းကြည့်ရာစလေဥုံညကို တပည့်မင်းသားမောင်ဘအမိန့်ဖြင့်သာစီရင်ခဲ့ကြောင်းဘေးမကျေနပ်မှန်းသိ၍သူ့ဘောအပြစ်ပုံချခဲ့ကြောင်းဆိုပါသည် ညောင်မင်းသာဥပုံညာဆလေဥပုံညာနဲ့ခစ်ပြိုင်ထင်ရှားခဲ့သည့်စာဆိုတော်မှာညောင်မင်းသာဥပုံညာဖြစ်သည်ညောင်မင်းသာဥပုံညာကယဟန်စာဆိုတော်တစ်ပါးဖြစ်ပါသည်ညောင်မင်းသာဥပုံညာ၏လူမည်မှာဥစုဖြစ်ပါသည်ညောင်မင်းသာဥပုံညာကို1829ခုနှစ်ဇန်နဝါရီလတွင်စကိုင်းမြို့အစီကံရက်တွင်ပဲ့နေကြီးဥရွှေလော်နှင့်ပဲ့နေကြောဒေါ်လာဦးတို့ကဖွားမြင်ခဲ့သည်မွေးချင်းများနှင့်တက်တရမြောက်သားဖြစ်သည်မောင်စုကိုးနှစ်သားအရွယ်တွင်မိဘနှစ်ပါးကစကိုင်းမြို့ဆင်းနှင်းကျောင်းတွင် ့အနန်ပညာစီမှုစေပါသည်ဆင်းလေးကျောင်း၌ရှင်သာမဏေဝတ်စဉ်ဆရာတော်ဥပညာက မောင်စိုးအားတာသာပရိသဖြစ်သည်ဖြင့်ရှင်ဘုံညဟုပွဲမြည်ပေးခဲ့သည်ကိုရင်ရှင်ဘုံညကဉာဏ်ပညာထက်မြတ်သူဖြစ်သည်အသက်၁၇နှစ်အရွယ်တွင်တရာသင်းကျိုးအာကုံဆောင်နိုင်ခဲ့သည် ရှင်ဘုံညအသက်၁၉နှစ်အရွယ်တွင်ရဟန်းပောင်သူကို ရောက်ရှိခဲ့သည် စီရင်ကျောင်းဆရာတော်ဥပညာကဥပုံညာအားသာသနာပိုင်ဆရာတော်ဥညေရထံပို့လို့တဲ့ဖြင့်သာသနာပိုင်ဆရာတော်ဌာန၌ပိဋကတ်စာပေများတည်ယူခဲ့ရသည်ထို၌ယဟန်ကိုဝါရသည်သည့်စာပေစီးပူးလေလာခဲ့သည်သာသနာပိုင်ဆရာတော်၏ကျေးဇူးကြောင့်လည်းဆရာတော်ဥပုံညာနှင့်မင်းလုံးမင်းတရားတို့မြန်မြန်တက်မိခဲ့ကြသည်1859ခုနှစ်တွင်ဖခင်ပဲ့နေကြီးကွယ်လွန်သည့်ဖြင့်ဥပုံညာမူလဆင်းနှင်းကျောင်းတို့ပြန်ကြွသွားပါသည်1862ခုနှစ်တွင်စကိုင်းအစီကံရက်နှင့် ဥရွှေအောင်ဒေါ်လောက်တို့ကကြောက်ကြောက်လူတန်းသဖြင့်ထိုးသောပြောက်ရွှေနေထိုင်ကစာဝါများပို့ချခဲ့သည်ရေးเจ้าကိုညောင်မေသာเจ้าဟုခေါ်ဆိုကြသည်ညောင်မေသာဥပုံညသည်ညောင်မေသာเจ้า၌ကြောက်ထိုင်တရင်တုံနေရာမှငါးနှစ်အကြာ1869ခုနှစ်တွင်ဘိုးသူတော်ဖြစ်ပြောင်းဝင်ခဲ့ပြီးเจ้าနေရှိเจ้าငယ်ကလေးတို့ပြောင်းရွှေနေထိုင်ခဲ့သည်ထို၌လောကရကျမ်းများစေကျမ်းများပြုတ်ကပြားလင်္ကာများကို ရေးသားပြုစုခဲ့သည် 1885ခုနှစ်သီဘောမင်းပါတော်မူချိန်တွင်ပါတော်မူကဗျာများရေးဖွဲ့တည်ကုန်းခဲ့သေးသည်တို့နောက်1896ခုနှစ်တွင်ဝင်းတော့ဥပဒူပင်ရွေရန်ကုန်မော်လမြိုင်ပသိမ်မြို့များသို့တွားရောက်နေထိုင်ခဲ့သည်1898ခုနှစ်တွင်စကိုင်းသို့ပြောင်းလဲရောက်ရှိခဲ့သည်ထိုစဉ်မူလကျောင်းတွင်မနေတော့ဘဲလေးစင်းရဲ့ဥယျာဉ်တွင်တွားရောက်နေထိုင်ခဲ့သည် ရောင်ဝေသာဥပုံညသည်1900ပြည့်နှစ်ခန့်တွင်လေယောဂါစတင်ခန်းစားခဲ့ရက28ဇန်နဝါရီ1900နှင့်အသက်83နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည်။ရောင်ဝေသာဥပုံည၏စာပေလက်ရာများနှင့်နဝရက်ခိုင်ခေါ်ဘုံကိုစဉ်တက်ကြံကြီးတာမုဒရိကလက္ခဏာကျမ်းမြန်မာပြန်သာသနာဟိတမေတ္တာစာများလောကမြေစုစေကျမ်းရာဇဝန္တကဗျာကျမ်းတို့ပြင်ပြုတ်ကဗျာလေခါများစွာကိုရေးသားပြုစုခဲ့ပါသည် ဒီဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Konda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်။